အဲတကူနဲ့ကလည်းကိုကကို့မောင်လေးလိုလည်းဖြစ်နေတယ်။နောက်ဆုံးလည်းကိုကခင်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မင်္ဂလာဆောင်မှာအမှတ်တရအမှတ်တရအနေနဲ့ပြောပေးလိုက်ရတဲ့အတွက်လည်းတကယ်အမှတ်တရဖြစ်ပါတယ်ဟုတ်။အလုပ်လုပ်တာလည်း professional ဖြစ်တယ်အသက်မြေပေမဲ့ပေါ့အရင်လည်း humble ဖြစ်ပါတယ်။အဲဒါအမှတ်တရဖြစ်သွားတယ်နော်။အဲ့တော့လည်းကဲပွဲရောက်တော့မှပဲဟိုအဲ last minute လေးပြောပြသွားတယ်လူလူကလည်း professional ဖြစ်တယ်အသက်ကြီးပေမဲ့ပေါ့အရင်လည်း humble ဖြစ်ပါတယ်အဲ့ဒါအမှတ်တရဖြစ်သွားတယ်နော်အဲ့ဒါလည်းကဲပွဲရောက်တော့မှပဲဟိုအဲ last minute လေးပြောပြသွားတာပေါ့နော်အဲတကူနဲ့ကလည်းကိုကကိုမောင်လေးလိုလည်းဖြစ်နေတယ်။နေရာဖလုံးကိုလည်းကိုကခင်းနေတော့ကြောင့်မလို့သူတို့ရဲ့မင်္ဂလာဆောင်မှာအမှတ်တရအမှတ်တရအနေနဲ့ပြောပေးလိုက်ရတဲ့အတွက်လည်းတကယ်အမှတ်တရဖြစ်ပါတယ်ဟုတ်ကဲ့ ာမတာဘုရားမှာပျော်ရွှင်ပါစေအာအိနာမီလည်းကံတော့ပါစေတောက်တာပြည့်စုံတဲ့ဘုရားပါဆိုင်ရရှိပါစေနတ်သမီးနိုင်ခတ်ကကိပရိသတ်တွေအတွက်ပထမဦးဆုံးရိုက်ပေးဖြစ်တဲ့အဲကဲအတွက်ပထမဆုံး series ပဲဖြစ်တယ်ပေါ့နော်အဲပရိသတ်တွေလည်းစိုက်နေတတ်ကြရဲ့ဂျင်းနဲ့အားရကြရဲ့အတွက်လည်းအဲကျူးစားကြိုးနဲ့ပါတယ်နောက်တစ်ခုကကြတော့ဟိုခုဆိုလာပြောကြရဲ့ပေါ့နော်ပရိသတ်တွေအပြင်ကိုကဲရဲ့အဲ့လိုအပြင်ကမိတ်ဆွေတွေကအစားကြိုက်တယ်တချို့ဆိုရင် series မကြည့်တဲ့သူတွေတော့မှဒီနဲ့တပိနက်ခတ်ကားလေးကိုတကူးတကအားပေးကြရတဲ့အတွက်လည်းဒီနေရာနေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ဘယ်လိုယူရမလဲ။နေအဲ့ဒီအချိန်တော့ဘာလို့မစီရောက်မလာတာလဲ။တကယ်ဆိုရင်တပိပေါ့နော်။ကင်းဖက်ပြန်လာပြီဆိုရင်ရန်နဲ့ပြန်လာတယ်ပြီးတော့တချို့ပိတ်သက်တရားပေါ့နော်။ဒါကားလေးနဲ့နာမည်ဆိုပြီးတော့စိတ်စားကြရတယ်ပေါ့နော်။အဲ့ဒါညပတ်သက်ပြီးတော့လည်းပြောပါမယ်။ကျေးဇူးတင်ပါတယ်။အာကေကအခုတော့ commercial ရရပါတယ်။ နောက်ပြီးတော့ဟိုကိပရိတ်တဲ့အတွက်ပေါ့နော်မတူတဲ့ပုံစံနဲ့ကြိုက်ထားတဲ့နတ်ဝင်တယ်ဆိုတော့ရုပ်ရှင်ကားကြီးလည်းရှိပါတယ်ရှင့်ဟုတ်ဘာပါစားက C11 SUV EV ကားလေးကိုလာရောက်ပြီးတော့ကြည့်ရှုပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်လို့ကားချစ်တယ် တွက်ပေါ့နော်တင်လာပါစေပါတယ်ဒီနှစ်ပွဲလေးကတော့2025ရဲ့ဒီ Leap Model C11 EV SUV ကားတက်မိဆက်ပွဲပါအာပြီးတော့ကိုယ်တိုင်လည်းစီးနေတဲ့ကားဖြစ်တဲ့လို့မျိုးမိသားစုဟို brand လည်းဖြစ်တဲ့အတွက်ကြောင့်မျိုးအသက်ဖြစ်တာပါဟုတ်လားอืมဒီရက်အခုအသက်ထွက်တဲ့ဒီ EV ကားဆိုရင် luxury ဖြစ်တဲ့ ပရီမီယံဖြစ်တယ်ပေါ့ EV ထဲမှာတော့တော်တော်လေးကိုကောင်းတယ်လို့ပြောရမှာပေါ့နော်နောက်ပြီးတော့ဟို safety ပိုင်းရောအခုကကြာ advanced technology နဲ့လောက်ထားရတဲ့အတွက်ကြောင့်မလို့ဒီ EV ဖြစ်တဲ့သူတွေကားချစ်သူတွေတော့ကြိုက်မယ်လို့ထင်ပါတယ်နောက်တစ်ခုကကသဘောကြာတော့ဒီ after sales နဲ့ spare parts အပိုင်းနေလဲတာယူတာဝန်ယူမှုတာဝန်ခံမှုရှိရတဲ့အတွက်ကြောင့်မလို့ဒီကိုကားကိုရုံရုံကြည်ကြည်နဲ့စိတ်ချစွာဝယ်ယူနေတဲ့အတွေ့အကြုံတွေအတွက်ကတော့ ရွေးချယ်တဲ့အကား EV SUV ကားလို့မြင်ပါတယ်ရှင့်ဟုတ်အခုဒီနေ့23ရက်နေ့ကနေစပြီးတော့26ရက်နေ့အထိပေါ့ promotion ရှိနေပါတယ်ဒီ C11 EV SUV ရာဆိုရင်အာ cash down ဝယ်မယ်ဆိုရင်ပေါ့နော်80သိန်း80 cashback ရမှာဖြစ်ပါတယ်အာတကယ်လို့ cash down မဟုတ်ဘဲနဲ့ van လုံးနဲ့ဝယ်မယ်ဆိုရင်တော့30%အနည်းဆုံး down payment နဲ့ဝယ်ယူနိုင်ပြီးတော့အမ် လုံးပေါ့နော်အရေးကြဝယ်ယူနိုင်တဲ့ဝယ်ယူနိုင်ပါတယ်အရေးကြဝယ်ယူတဲ့သူတွေကတော့350 cashback ရမှာဖြစ်ပါတယ်ဆိုတော့အရန်တက်ပါတယ်ဆိုတော့ကားချစ်တဲ့သူတွေ EV ကားကို SUV စီးကျင်တဲ့သူတွေဒီမှာ promotion နေရာမှာလာရောက်ပြီးတော့ဝယ်ယူပြီးတော့ကြည့်ရှုနိုင်ပါတယ်လို့ပြောချင်ပါတယ်အရန်တက်ပါတယ်အဲ့တော့အဲလာပြီးတော့အားပေးပြီးတော့ဝယ်ယူလို့ရပါတယ်လို့တင်ကောင်းလေးပါချင်ပါတယ်ရှင်ဟုတ်ဈေးကြော်ညာလိုက်တဲ့အချိန်မှာပဲချက်ချင်းကိုဝယ်ယူသွားတဲ့ customer ်10ယောက်ကျော်ပေါ့12ယောက်13ယောက်လောက်ရှိပါတယ်ဆိုတော့အဲဝမ်းတာပါတယ်လို့အခုလိုမျိုးကားကိုစောင့်ပြီးတော့ เนาะဈေးနှုန်းကြော်ညာဟိုစောင့်ပြီးတော့ဝယ်ယူအားပေးကြတဲ့ customer တွေကိုလည်းဒီနေ့ကနေကျေးဇူးတင်ပါတယ်အမ်ပြီးတော့အခုလိုမျိုးယုံကြည်စိတ်ချစွာနဲ့ဝယ်ယူတဲ့ customer တွေလည်းကျေနပ်မှုအပြည့်ပေးနိုင်ပေးနိုင်မှာပေါ့เนาะပေးနိုင်မယ်လို့ဒီ leap ကလည်းအမှတ်ခံထားပါတယ်ဟုတ်တယ်เนาะဆိုတော့လာပြီးတော့ကားကားချစ်တဲ့သူတွေ promotion ဒီ23 24 24ရက်ပေါ့ဒီ၄ရက်မှာလာပြီးတော့အဲလာပြီးတော့ဝယ်ယူပြီးတော့အားပေးလို့ကြည့်ရှုလို့ရပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ် 这个好吃。嗯